အားလုံးပဲမင်္ဂလာပါဒီနေ့ဇူလိုင်လ၁ရက်နေ့မှာဆိုလို့ရှိရင်တော့တတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထည့်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာစစ်တပ်ရဲ့နောက်တစ်ခုကဖြူစော့တီစခန်းသုံးခုနဲ့ပြီးတော့တပြိုင်တည်းတိုက်တယ်ဒီမှာတက်ခိုက်ပြီးတော့တင်ပိုက်လိုက်တယ်ဒီမှာအယောက်ပေါင်း၃၄ယောက်သေးတယ်နော်စကားစအယောက်ပေါင်း၃၄ယောက်သေးတယ်၁၈ယောက်ကိုအရှင်ဖမ်းမိတယ်အင်အားကတော့90ရှိတယ်ဆိုတဲ့တဲ့တင်ကိုကျွန်တော်တို့လူမှုကွန်ရက်ပေါ်မှာတင်မီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်တင်တပ်ပုံတွေနဲ့လည်းကျွန်တော်တို့ဝေဝေးဆဆဖော်ပြထားတဲ့အကြောင်းအရာတွေဖြစ်တယ်နောက်တစ်ခုကပုဂိုးတိုင်ဖြူမျိုးနေနော်အုတ်ဖြတ်လန်းဝဲတောင်းရွာမှာဆိုလို့ရှိရင်စကဆာရဲ့စခန်းကို ီဖက်ကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်နော်တိုက်တဲ့အခါကျတော့အဒီမှာ၁ရောက်သေးတယ်ဆိုတော့စကစားဖက်ကပြစ်ခတ်မှုတွေကြောင့်ပြည်သူ၄ရောက်သေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကမင်းလာပါနော်အဲ့ဒီစကိုင်းတိုင်းမှာပဲမင်းလာမှာဆိုလို့ရှိရင်တော့အရာရှိ၄ရောက်သေးတယ်အဲ့ဒီမှာလည်းစကစားဖက်ကတော်တော်အကြဆုံးနဲ့တော်တော်များနေတယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကစကစားကစစ်မှုထံဥပဒေနဲ့တော်တော်လူငယ်တွေကိုဖမ်းတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီ စကားဆလူငယ်တွေကိုဖမ်းတာအသက်မပြည့်တဲ့လူတွေကိုစစ်မှုထမ်းခင်းမှထဲ့တယ်ဆိုလို့ရှိရင်တော့အဲ့ဒါကစစ်ရာဇဝတ်မှုမြောက်တယ်ဆိုပြီးမှဒီရောမဆာရှုပ်ဒီဂျနီဘာကွန်ဗင်းရှင်းမှာကျွန်တော်တို့အတည်ပြုထားတာရှိတယ်เนาะအဲ့ဒါကနိုင်ငံတကာရဲ့ဥပဒေဖြစ်တဲ့เนาะအသက်ငယ်တဲ့ လူတွေကိုမသုံးရဘူးစစ်တပ်ထက်မှဆိုပြီးတော့အဲ့ဒီမှာမြန်မာနိုင်ငံလေးလက်မှတ်ထိုးထားတဲ့တနင်္ဂနွေပါတဲ့ခါကျတော့နော်အစ်ဒီဥပဒေနဲ့ညှိစွန်းနေတယ်အဲ့ဒါကြောင့် MIMM ဆိုတဲ့ခုလနော်လွတ်လပ်စုံစမ်းရေးအဖွဲ့ကနေပြီးတော့ဒီနေ့ဆက်ပြီးတော့ဆက်ဆဲနေပြီဆိုတဲ့ဟာကိုလည်းဒီနေ့တွေ့ရတယ်ဆိုတော့ဘာဖြစ်လို့ဒီလိုပြောရလဲဆိုလို့ရှိရင်တော့ပလဲမျိုးနေအဲ့ဒီကန်တောင်ရေစခန်းသိမ်းပွဲမှာဆိုလို့ရှိရင်အဲ့ဒီမှာဒီပါဆပါဆလို့ခေါ်တာပါနော်ပြည်သူစစ်တယ်နော်ပြည်သူစစ်လို့အဲ့ဒီမှာသူတို့ဖမ်းမိတယ် ။အဲဒီနေမှာဆိုလို့ရှိရင်တကယ်လူငယ်တွေပါတယ်။အဲဒီမှာနေထက်လင်းဆိုတဲ့ model တယောက်ပါတယ်။သူကနော်အသက်ငယ်တဲ့ခါကျတော့ကင်းဆောင်ခိုင်းတဲ့ကင်းဆောင်ခိုင်းတဲ့ခါကျတော့အဲဒီမှာအိပ်ပျော်သွားတဲ့အိပ်ပျော်သွားတဲ့ခါကျတော့တက်ကိုဆုပ်တဲ့ခါကျတော့သူ့ကိုထားခဲ့တယ်။နော်ထားခဲ့တဲ့ခါကျတော့အဲဒီမှာနော်အဖမ်းခံရတယ်။အဖမ်းခံတဲ့ခါကျတော့အဲ့ဒါကိုဆစ်ဆီတဲ့ခါကျတော့အသက်ကလုံးဝမပြည့်သေးဘူးဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကဒီနေပြည်တော်တက်ကုန်းကနေပြီးတော့မောင်မျိုးချင်းနဲ့ဖိုးချစ်ဆိုတဲ့ဒီကိုနှစ်ယောက်ကိုလည်းအဲဒီမှာဖမ်းဆီးချင်းကိုခံရတယ်။ပြီးလို့ရှိရင်တော့မင်းလာမှာအဲ့ဒီတင်တော့ရိုက်မှာဆိုလို့ရှိရင်လည်း နော်ဖိုးသားထုအပါဝင်ကလေးငယ်เนาะအယောက်ပေါက်ဆေးယောက်ကျော်ကိုဖမ်းဆီးထားတယ်အဲ့ဒါဆိုလို့ရှိရင်နိုင်ငံတကာရဲ့ဥပဒေနဲ့ချိုးဖောက်တဲ့စစ်ရာဇဝတ်မှုတွေဖြစ်တဲ့ဆိုတဲ့ဟာကိုတော့ဒီနေ့တင်မီဒီယာတွေမှာဖော်ပြထားတယ်အဲ့ဒါကြောင့် IIM လို့ခေါ်တဲ့ဥလလွတ်လပ်စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေပြီးတော့အခုဆက်ပြီးတော့စစ်ဆေးနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်เนาะအဲ့ဒါကကလေးစစ်သားတွေကိုမတော့ရဘူးဆိုတဲ့ဥပဒေပေါ့เนาะနိုင်ငံတကာမှာပြဋ္ဌာန်းထားတဲ့ဥပဒေကို ဒီဆက်ကဆက်ကချုပ်ဖောက်လဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရမယ်နော်နောက်တစ်ခုကစကန်တိုင်မင်းကွန်းတောင်နော်မင်းကွန်းတောင်ရောက်မှာဆိုလို့ရှိရင်အဲ့ဒီမှာဖုန်ကြီးကျွန်တော်တက်ဆွထားတဲ့ဒီဆက်ကဆက်ရဲ့စကန်ကနေပြီးတော့ဒီဘက်ကဝင်ပြီးတော့တိုက်ခိုက်တဲ့ခါကျတော့တင်ပါရရှိတယ်အဲ့ဒီမှာ၄ယောက်တည်တယ်၄ယောက်ကိုအရှင်ဖမ်းမိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကစကန်တိုင်ရွှေဘုံမှာဆိုလို့ရှိရင်လေဘူစော့တီရဲ့ ဒီစခန်း၃ခုကိုနေပြီးတော့တပြိုင်တည်းဝင်ပြီးတော့တိုက်တယ်။အဲ့ဒီ၁၄ရောက်တည်ဆုံးတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဲ့ဒါကတော့နောက်တကယ်ဒီတလောမှာအညာဒေတာဒီမှာ PDF ပြဆိုလို့ရှိရင်စခန်းတစ်ခု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 တင်တာကိုကျွန်တော်တို့တွေ့ရမယ်။အမြန်လန်းဟောင်းလို့ဘာလို့ဆိုလို့ရှိရင်လည်း တကယ်တော့တပြိုင်တည်းဝင်ပြီးတော့တိုက်တာလို့ပါလို့6ခုတပြိုင်တည်းဝင်တိုက်တာလို့စသဖြင့်အခုတော်တော်များများကြားရတယ်နော်ကြားရတယ်ဒါပေမဲ့ခရင်ပြည်နေဖက်မှာတော့နည်းနည်းအေးသွားတယ်နော်အေးသွားတယ် ticket price ခန်းကိုတင်လို့ရတယ်နော် ticket price ခန်းကိုတင်ပြီးလဲနောက်ပိုင်းမှာဆိုလို့ရှိရင်တော့တကယ်တင်တဲ့တိုက်ပို့ရဆိုလို့ရှိရင်တော့နော်မကြားသေးဘူးအဲ့ဒီမှာနော် okay ထားတို့ဟို review ဟာတို့ ticket လဲတို့စသဖြင့်ဒီဟာတွေတော့ရှိတည်တယ်စခန်း3ခုကျန်နေတယ်အဲ့ဒီစခန်း3ခုကလည်း G တွေလို့ပြောတယ်အဲ့ဒါကိုနေပြီးတော့ဆက်ပြီးတော့တိုက်နေတုံးပဲဒါပေမဲ့စစ်ပွဲတွေက A နေတယ်အဲ့ဒီဖက်မှာနော်ဒီခရင်ပြင်းနေဖက်မှာအောင်ပွဲတွေတိတ်မထွက်လာတော့ဘူးနော်အခုစကိုင်းတိုင်းဖက်မှာမကွေးဖက်မှာအဲ့လိုမျိုးတော်တော်ကိုအောင်ပွဲတွေကိုကြားရတယ်ဟုတ်ဖက်မှာကရနီကလည်း A သွားတယ်ပြီးလို့ရှိရင်တော့ဘုံမော့ကချင်းပြင်းမှာဆိုလို့ရှိရင်လည်းတော်တော်ကို A သွားတယ်အခုချိန်မှာဆိုလို့ရှိရင်တော့တကယ်ကြီးကြီးတဲ့နေရာတွေလည်းများတဲ့ခါကျတော့တိုက်ပွဲတွေကို เนาะတွင်ချင်းချင်း follow မရတာလည်းဖြစ်နိုင်တယ်ဆိုတဲ့အခါကျတော့အခုကတော့ဒီ the law မှာဒီ scan time မှာဆိုလို့ရှိရင်တော့တော်တော်ကိုတိန်းတဲ့ scan တွေတွေ့ရတဲ့ view scan တွေတော်တော်ကိုတပြိုင်တည်း3-4ခုတိန်းတာတော့ပါလို့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမန္တလေးတိုင်းညောင်ဦးမျိုးနေအဲ့ဒီနဲ့ညောင်ဦးမျိုးနေနဲ့တောင်တမျိုးနေမှာဆိုလို့ရှိရင်စကတ်စကတ်စစ်ချောင်းထိုးတယ်အဲ့ဒီမှာပြည်သူတို့ဦးကိုတက်ဖြတ်တယ်เนาะအဲ့ဒီရော6ရွာမှာရှိတဲ့ အင်ချေပေါင်း100နီးပေါင်းကိုမီးရှို့ဖျက်ဆီးလိုက်တဲ့ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကအင်ပူမြို့တွေမှာရှိတဲ့ဗေပြားကုန်းနဲ့ဒီစာစီကုန်းရွာအဲ့ဒီစခန်းမှာဆိုလို့ရှိရင်တက်ဖို့လည်းဖြစ်တယ်တက်ဖို့လည်းဖြစ်ပြီးတော့အေးနဲ့ပူပုံကိုဖွေတဲ့ကအဲ့ဒီစခန်းတစ်ခုကိုဘင်ပိုက်ရရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။အဲ့ဒါကအေးရဝတီတိုင်းအေးရဝတီတိုင်းမှာလည်းအောင်ပွဲတွေကဖြည်း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 နဲ့တိုးလာတာကိုတွေ့ရတယ်။အခုအောင်ပွဲကတော့ဗေပြားကုန်းနဲ့စာစီကုန်းဟိုအဲ့ဒီ ရွာနေရွာမှာရှိတဲ့စက္ကဆရတက်တွေကိုနေပြီးတော့ AA နဲ့ပူပေါင်းအဖွဲ့တွေနော် LPA နဲ့ပူပေါင်းအဖွဲ့လို့ပြောတဲ့အခါမှာ PDF တွေပေါ့နော်သူတို့ကနေပြီးတော့အခိုက်တင်ပိုက် like တယ်ဆိုတဲ့တင်ကိုလည်းကျွန်တော်တို့တွေ့ရတဲ့အဲ့ဒါက AOD ရဲ့အောင်ပွဲနောက်တစ်ခုကစက္ကဆကဟိုဖက်မှာပုံပေါ်တို့ပါတို့ဖက်မှာအဲ့ဒီမှာသွားလို့မရတော့ဘူးနော်အဲ့ဒီကုန်းချောင်းကနေပြီးတော့ဒီချင်းမြတိုက်ရက်တွေကဒီမှာစစ်ထိုးလို့မရတော့ဘူးရိတ်ခါပို့လို့မရတော့ဘူးအင်အားတိုးချေလို့မရတော့ဘူးမရတဲ့အခါကျတော့အခုမန္တလေးမြို့နော်မန္တလေးမှာရှိတဲ့ဒီ ဝေါ်စင်ဆိုတဲ့ဒက်စခန်အဲ့ဒီစိတ်တန်းကနေပြီးတော့ဟိုမှာပေပြင်စိတ်အထိအဲ့ဒီမှာဒီစိတ်ရင်ပေါ့နဲ့25စိတ်ကိုပြင်ဆင်မှုတွေလုပ်နေတယ်အဲ့ဒါကဘယ်မှာသွားမလဲဆိုလို့ရှိရင်ရွှေကူဖက်မှာသွားမယ်နော်ရွှေကူဖက်မှာဂျေးရီလင်အားတွေကိုအဲ့ဒီမှာစုဖွဲ့ပြီးတော့ပြန်လေအခြေချဖို့ပြင်ဆင်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကဆက်ကဆက်ကမန္တလေးဝေါ်ဝင်းနော်ဝေါ်ဝင်းစိတ်ကနေပြီးတော့ပေပြင်စိတ်ကအထိစိတ်ရင်ပေါ့နဲ့25စိတ်ပြင်ဆင်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကတော့ဟုတ်ဖက်မှာရွှေကူဖက်မှာသွားမယ်ဟုတ်ဖက်မှာဘုံတော်ဖက်မှာ ော်အဲ့ဒီဖက်မှာ global prep ပြင်ဆင်နေတဲ့တာဆူနေတဲ့အဲ့ဒီမှာခြေဆက် နော်ကြေးရည်လေးသုံးခုပေါင်းပြီးတော့အားပေါင်းပြီးတော့အဲ့ဒီမှာပြင်ဆင်မှုလေးရှိနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကအီရန်နဲ့ဒီအစ္စရေးကိစ္စနော်အီရန်နဲ့အစ္စရေးကိစ္စကတော့နည်းနည်းအေးသွားပြီသူတို့အပြစ်ခံရစေးရတဲ့သဘောတူညီချက်တွေရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကြားရတယ်အဲ့ဒါကိုချိုးဖောက်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကြားရတယ်နော်အဲ့ဒီမှာကျွန်တော်တို့ဒီအမေရိကကပြောလိုက်တဲ့စကားတစ်ခုရှိတယ်နော်ဒီအီရန်ရဲ့ကောက်ဆောင်ကတော့ခုနကအမေရိကပြစ်လိုက်တဲ့နေရာသုံးခုအဲ့ဒီနျူကလ িয়ার ထားတဲ့နေရာတွေကပျက်စီးဆုံးရှုံးမှုတိတ်မရှိဘူးဆိုပြီးတော့ပြောတယ်ပြီးလို့ရှိရင်တော့အဲ့ဒီကောက်ဆောင်ကချင်းချောက်မှုတွေတော်တော်ပြောတဲ့အခါကြတော့ ော့เนาะခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတကယ်နဲ့အဲ့ဒီ area မှာဆိုလို့ချက်တကယ်စိုးရိမ်မှုတွေရှိနေသေးတယ်เนาะအီရန်ရဲ့ဒီ nuclear ပစ္စည်းတွေ nuclear ထုတ်လုပ်မှုတွေအရဆိုလို့ချက်တကယ်เนาะအဲ့ဒီမှာစိုးရိမ်မှုတွေရှိတယ်ဆိုလို့ချက်ထပ်ပြီးတော့ပြည်မယ်လို့ပြောတယ်เนาะပြောတယ်ဆိုတော့ဒီနေ့ကတော့သူတို့ပြောတယ် USA ကမပြေဖို့เนาะအဲ့ဒီမှာပြစ်ခတ်မှုတွေမလုပ်ဖို့တကယ်လည်းလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ nuclear ဆီဆဆွေးနွေးမှုတွေကလုံးဝဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါအမခံမ USA ကမပြစ်ဘူးလို့အမခံမတားလေ nuclear ဆီဆဆွေးနွေးမှုတွေကိုနေပြီးတော့လုပ်မယ်ဆိုပြီးတော့ပြောတယ်အဲ့ဒီကတော့ အဲ့ဒီမှာမပြစ်ဖို့သူတို့တောင်းဆိုထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့ဒီ area မှာဆိုလို့ရှိရင်ခေအခြေကဲလေသေးတယ်နော်60เนาะသူအဲ့ဒါကိုနေပြီးတော့ဒီ nuclear မှာထုတ်လုပ်တဲ့ဒီပညာရှင်တွေပါတယ်တကယ်အခြေကဲတွေပါတယ်60သိသွားတယ်နော်အဲ့ဒီ60ကိုနိုင်ငံတော်ဇပနဖြစ်နေဒီ company ကနေပြီးတော့အဲ့ဒီမှာသူရော Iran နိုင်ငံမှာလုတ်တယ်လုတ်တဲ့ခါကျတော့အဲ့ဒီမှာနော် Iran ပြည်သူတွေကဆိုလို့ရှိရင်တော့ ကိတ်ဖန်းနဲ့ချီပြီးတော့အဲ့ဒီမှာတက်ရောက်တယ်ဇာပနာပွဲကိုလုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အတာကအေရီယာမှာကြာဆုံးသွားတဲ့တကိတ်ကောင်းဆောင်60ကိုနေပြီးတော့ဇာပနာအခမ်းအနားကိုကောင်းကောင်းမွန်မွန်ကျင်းပတဲ့နိုင်ငံတော်အဆင့်ဇာပနာဖြစ်နေသူတို့လုပ်တယ်လူသန်းကျော်နော်တသန်းကျော်တက်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်လူတသန်းကျော်ရဲ့နော်ဟစ်အော်မှုဟာဆိုလို့ရှိရင်တော့ USA ကဒီလူတွေကိုဖတ်တယ်သိစေတယ်ဆိုပြီးတော့သူတို့နော်အော်ဟိတ်ပြီးတော့နော်တောင်းဆိုတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ ဒီအီရန်ကတော့ဒီ US ကိုထပ်မပြစ်ဖို့အတွက်သူတို့တောင်းဆိုထားတာကတွေ့တယ်အဲ့ဒီပြောတော့နင်းနေတော့ကြောက်သွားတယ်နော်လန့်သွားတယ်မပြစ်ပါနဲ့တော့အဲ့ဒီပြောတော့လာခဲ့မင်းတို့လာလို့ရှိရင်ငါတို့ပြစ်ချမယ်ဆိုတော့ပုံစံမျိုးသူတို့ကမပြောဘူးနော် US ကပြောထားတယ်ဒီအဂါကရေမှာဆိုလို့ရှိရင်ကိုလို့သူတို့ထိန်းချုပ်ထားပြီးပြီဆိုတဲ့ဟာကိုဒါကတော့တကယ်အမှန်ကန်ပဲဖြစ်နေမယ်ဆိုတော့ နော်သူတို့ကဒီဖက်လာတဲ့ဘုံသိမှတော့သိတာပဲလေသူတို့လာတိုက်မယ်ဆိုတာသိတာပဲနော်သူတင်ပြစင်တော့ပြစ်ချမှာပေါ့သူတို့နိုင်ငံထက်မှာဝင်နေတာပဲอ่ะနော်တကယ်စန်တစ်တဲ့လက်နက်တွေဟိုရုရှားတော်မှဒီယူကရိန်းကိုပြစ်ဖို့အတွက်အီရန်ကလက်နက်တွေထောက်ပံ့ပေးသေးတာပဲနော်အဲ့ဒါကိုပဲပြုံးလို့ပြစ်နိုင်တာလေနော်ဆိုတော့ဒီပြတော့မပြစ်နိုင်တော့ဘူးအကုန်လုံးထိန်းချုပ်ထားရဲဆိုတဲ့ခါကျတော့အဲ့ဒါကြောင့်အခုကတော့အညံ့ခံတဲ့သဘောပေါ့ USA ကလုံးဝမပြစ်ဖို့တောင်းဆိုတယ်တကယ်လည်းပြစ်မယ်ဆိုလို့ရှိရင်ကတော့ဒီနျူကလ িয়ার ရဲ့စစ်ဆေးဆွေးနွေးပွဲတော့မလုပ်ဘူးအဲ့ဒါမပြစ်ဘူးဆိုတဲ့အာမခံချက် ေးမှသာလည်းငါတို့လုပ်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီအရင်ကပြောရဲဆိုတဲ့ဟာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကနေနဲ့တည်င်းမီဒီယာဘော့ကမှာရေးပန်းစားတဲ့ဒီတသက်ခံရဲ့ပြောဆိုချက်နော်အဲ့ဒါကဒီမအလားဖက်မှာရက်တီးပြီးတော့ပြောဆိုတာပေါ့နော်ဒီတိုက်ပွဲတွေဆိုလို့ရှိရင်တော့ဒီစကစကတိုက်တာမဟုတ်ဘူးသွားပြီးတော့တိုက်တာမဟုတ်ဘူးဒီစခန်းတွေကိုလာပြီးတော့တိုက်တယ်နော်အဲ့လိုမျိုးလာတိုက်လို့ရှိရင်တော့ခုခံဖို့တော့တော့ဒီဖရားလည်းခုခံရမှာပဲဆိုတဲ့စကားလို့ကတော့တော်တော်လုံးဖို့ကိုရပေါ်မှာတော်တော်ကနာမည်ကြီးတဲ့စကား ပြောဆိုမှုဖြစ်တဲ့အလားကိုနေပြီးတော့ကျွန်တော်တင်ဆက်ပေးတာဖြစ်တဲ့အခုဒီအပေါ်မှာတင်ပြမယ်နောက်တစ်ခုက BNR တွေ BNR လေးတွေဘုံတကားတို့ဖွဲ့ဆိုလို့ရှိရင်တော့ဟိုမဟာမိတ်ပြန်မှာသွားလုပ်လဲဆိုလို့ရှိရင်ဟောချင်းပြန်မှာသွားပြီးတော့လုပ်တယ်နော်အဲ့ဒီမှာအောင်ပွဲတွေကြီးကြီးရနေတယ်ဒီဗီဒီယိုကတော့တကယ့်အဲ့ဒီမှာ person တွေလည်းအများကြီးရတယ်လက်နဲ့တွေလည်းအများကြီးရတယ်အောင်ပွဲတွေအများကြီးရတယ်နော်အဲ့ဒီမှာ BNR တွေလည်းပါတယ်နော်အဲ့ဒီမှာ သူတို့ရိုက်ထားတဲ့ video file ကိုเนาะကျွန်တော်အခုဒီ combo မှာတင်ထားပေးတယ်ဆိုတော့အတားကတော့ကျွန်တော်တို့ဒီ BNR ရဲ့ချင်းပြင်းနေမှာပါဝင်ပြီးတော့တက်ခိုက်ပြီးတော့အောင်မြင်မှုတွေဒီလိုရတယ်ဆိုတဲ့ဟာကဒီလိုချင်းတော့တက်တက်ခိုင်ရဲ့နာမည်ကြီးတကယ်လူမှုကွန်ရက်ပေါ်မှာတတိမီဒီယာလောကမှာကျွန်တော်တို့ပြောဆိုမှုများတဲ့နော်တက်တက်ခိုင်ရဲ့ပြောဆိုချက်နော်ပြောဆိုချက်ကိုနေပြီးတော့ကျွန်တော်ဒီအပေါ်မှာတည်ချင်အားဖြင့်တက်တက်ခိုင်ဆိုလို့ရှိရင်တော့ဒီမာလာကပြောချင်စေတဲ့စကားကိုနေပြီးတော့သူ နော်မအလားကိုယ်တိုင်မပြောပေမဲ့သူကိုယ်တိုင်အငားယူလို့ပြောတယ်ဆိုတဲ့ဟာပေါ့နော်ဒီနေ့နော်တွေ့ရမှာဖြစ်တယ်စစ်ပွဲဆိုတာတစ်ဖက်တည်းတိုက်လို့မရအောင်ပေါ့နော်အခုချိန်ဆိုကျမကျမတော့ဟိုတကယ်တိုက်ပွဲနေရာတွေတော့ကျမမရောက်ဖို့ပဲပဲတရင်နေမှာအကုန်ကြီးလိုက်လို့ရှင်တတ်မတော်ကစတိုက်တာမရှိဘူးဟိုတက်မတော်ကတိုက်ခံရတာပဲရှိတယ်။အမှတက်စခန်းနေတိုက်ခံရတယ်တက်စခန်းနေတိုက်ခံရတယ်ဆိုတာအဲ့ဒါကြတော့ဟိုပါပေါ့နော်ဒီကလက်နဲ့ကင်လမ်းစဉ်ကို ရှောက်လန်းကြတဲ့သူတို့ရဲ့ပုံမှာလည်းမူတည်တာပေါ့ဆိုလို့ရှိရင်အစိုးရကပဲတစ်ဖက်သက်ပေါ့နော်ဒီလိုပြောလို့မရဘူးပေါ့ဆိုလို့ရှိရင်ဟိုလာတိုက်တယ်လို့ရှိရင်တော့ခုခံရမှာပေါ့လေဟုတ်ပြီရပါပြန်မင်းတို့ပြောတာဒါလီလားဒါလီလားဒါကျွန်တော်ဟုတ်နေပြီဒုတက်ကြများလားဟုတ်ပါ giờ đây giờ đây mình nhớ là cái <laughs> thằng này mình nhớ cái thằng này cái thằng này là mình nhớ à gì đây chào mừng lại hả yên yên ai lúc rồi yên ai lúc rồi nhà nhà điều xuống lại không bao nhiêu lẻ အဲ့ဒါနှစ်ကောင်ကြီးလေဟာ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 ကဲဆူမဒီမှာမလာဘူးကြည့်ပြေးမယ်ဟာအဲ့ဒီဘောတော့ဘောလာဘောလာဆိုတော့ဒီနေ့ဇူလိုင်လဒီရက်နေ့မှာတတိမီဒီယာနေ့မှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီ